2025ခုနှစ်ကပြည်သူ့ကုံရီစုချင်းမြင့်ခံခဲ့ရတဲ့ဒေါက်တာနန္ဒဝင်းကိုပြည်သူ့ကုံရီစုရှင်တယောက်အဖြစ်မထိုက်တန်ကြောင်းနဲ့သူ့ရဲ့ရည်တည်ချက်လှုံ့ဆော်ချက်တွေအပေါ်ပြင်းပြထန်ထန်ရှုံချရတယ်လို့နိုဝင်ဘာလ1ရက်နေ့မှာပြည်သူ့ကုံရီအသင်းကထုတ်ပြန်ထားပါတယ်။ပြည်သူ့ကုံရီစုရှင်ဒေါက်တာနန္ဒဝင်းဟာ ပြည်သူလူထုကိုဖိနှိပ်နေတဲ့စစ်အုပ်စုရဲ့လုပ်ရက်တွေကိုထောက်ခံအားပေးရည်တည်နေခဲ့ပြီး CDN ဆရာဝန်တွေသူနာပြုတွေကျမ်းမာရေးဝန်ထမ်းတွေကိုပုပ်ပလိကစည်းရုံတွေမှာဝန်ထမ်းအဖြစ်ခန့်အပ်တာတွေမလုပ်ဖို့အတွက်အခွင့်အာဏာသုံးပြီးတော့ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီလှုပ်ဆောင်ချက်ဟာပြည်သူ့ကော်မတီအသင်းရဲ့စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရက်ဖြစ်တဲ့နိုင်ငံသားများနဲ့လူပေါင်းလောကအတွက်စံပြဖြစ်မှုအရေးချင်းကနေတွယ်ဖယ်နေတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ဒေါက်တာနန္ဒဝင်းရဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို ပြည်သူ့ကုန်ရီအသင်းအင်တာနက်စာမျက်နှာကနေဖယ်ရှားခဲ့တယ်လို့ပြည်သူ့ကုန်ရီအသင်းကပြောထားပါဗျ။ဒေါက်တာနန္ဒဝင်းဟာ2015ခုနှစ်ကတာဝန်ကြရာအင်ကဘူမြို့နယ်မှာဆင်းရဲနှံပါတဲ့သူတွေအတွက်စိုက်ကားနဲ့ထမင်းဟင်လှည့်လည်ရောင်းချပေးတဲ့တံပိုးတင့်ညစာအစီအစဉ်ကိုတည်ထောင်တဲ့သူအဖြစ်နဲ့လူသိများခဲ့ပါဗျ။ ပြည်သူသဘောဆန္ဒမပါဘဲစစ်ကောင်စီတက်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့အတွက်ကမ်ပိန်းတစ်ခုကိုတော့အော်တိုဘာလ31ရက်နေ့ကကယန်းဒေတာတနေရာမှာပြုလုပ်ခဲ့တယ်လို့ဖဲခုံမျိုးနဲ့အခြေခံပညာကျောင်းသားများတမက်ကကနိုဗင်ဘာလ1ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ဒီဇင်ဘာလထဲမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုအဖက်ဖက်ကနေပြီးတော့မပါဝင်ကြဖို့အတွက်ကျောင်းသားတို့နဲ့ပြည်သူလူထုကိုဟောပြောတာတွေနဲ့လက်ကမ်းစာဆောင်ဝေမျှတာတွေပြုလုပ်ခဲ့လို့သိရပါတယ်။ စစ်ကောင်စီကသူတို့ရဲ့အကျိုးစီးပွားကိုဆက်လက်ကာကွယ်ဖို့အတွက်အတုအယောင်ရွေးကောက်ပွဲနီးလန်းကိုတုံးတဲ့အတွက်စန့်ကျင်ကြောင်းဆန္ဒပြရတယ်လို့ဖဲကုံမျိုးနဲ့အခြေခံပညာကျောင်းသားများတမက်ကအမှုဆောင်ကပြောပါတယ်စစ်ကောင်စီတပ်ကကရင်နီပြည်နယ်တဲကမြို့နယ်9ခုမှာရွေးကောက်ပွဲလုပ်မယ်လို့ဩဂတ်လ15ရက်နေ့မှာကြေညာခဲ့ပေမဲ့မြို့နယ်၄ခုမှာပဲရွေးကောက်ပွဲလုပ်နိုင်တော့မယ်လို့သိရပါတယ် လက်ရှိကရင်နီပြည်နယ်ထဲမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့စစ်မျက်နှာ၅ခုထပ်မနေလဲရှိနေတယ်လို့မြေပြင်ရဲဘော်တွေကလည်းသိရပါတယ်ရှင်။ရန်ကုန်မှာအခုရက်ပိုင်းတွင်နေစဉ်ရက်ဆက်မိုးရွာနေပြီးမြို့နယ်တချို့မှာရေကြီးနေပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေပြီးအဲ့ဒီအချိန်ကြောင့်နိုဝင်ဘာလ2ရက်နေ့ကနေ6ရက်အတွင်းတနိုင်ငံလုံးမှာမိုးကြီးနိုင်တယ်လို့မိုးကြိုးပြတာမိုးသီးကြီးတာတွေနဲ့လျှက်ပြက်ရေကြီးတာတွေမြေပြိုတာတွေအဆရှိတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်နိုင်တယ်လို့မိုးလေဝသဌာနကသတိပေးထားပါတယ်အော်တိုဘာလ31ရက်နေ့ညကတညလုံးမိုးရွာနေခဲ့တယ်လို့နိုဝင်ဘာလ2ရက်နေ့ဒီကနေ့မှလည်းနေမထွက်ဘဲနဲ့မိုးရွာနေပါရှင်။ စကိုင်းတိုင်းပလဲမြို့နယ်အင်မတီပြူရွာကိုစစ်ကောင်စီတပ်ကအောက်တိုဘာလ30ရက်နေ့နဲ့31ရက်နေ့တွေမှာလေရင်ကိုအုံပြူပြီးတော့စစ်အင်အားဖြည့်တင်းကစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပကုတ်ကူတပ်မတရားတစ်ကနေအင်မတီရွာကစစ်စခန်းကို MI 17လေရင်နဲ့စစ်ကောင်စီတပ်သားတွေကိုနှစ်ရက်အတွင်းမှာ6ကြိမ်လာရောက်ချခဲ့ပြီးတော့စစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါဗျ။ အင်မတီပြူရွာမှာစစ်ကောင်စီတပ်အင်အား600နီးပါးရှိပြီးစစ်ကြောင်းထုံးနိုင်တဲ့အခြေအနေရှိနေတဲ့အတွက်ဒေသခံတွေနောက်တစ်ကြိမ်စစ်ဆောင်ရအောင်မယ်လို့လက်ပုကန်ရွာသားတယောက်ကပြောပါတယ်ပလဲမျိုးနယ်အတွင်းမှာစစ်ကောင်စီတပ်ကပလဲမျိုးပေါ်အပါအဝင်အင်မတီဇီးဖြူကုံကန်တောင်နဲ့မင်းတိုင်ပင်ကြီးရွာတွေမှာတက်ဆွဲစခန်းချနေထိုင်နေတယ်လို့သိရပါဗျ။ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီတပ်ဖက်ကစီရေးလှုပ်ရှားမှုတွေကိုမျက်ချင်မပြတ်စောင့်ကြည့်နေပြီးစီရေးပိုင်းမှာကြိုတင်ပြစ်စင်နာတွေလှုပ်ဆောင်နေတယ်လို့ပလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးစစ်တပ်နဲ့တပ်မတော်ရဲ့တာဝန်ရှိသူကိုအိုးကာကပြောပါရယ်ပလဲမြို့နယ်အင်မတရီပြူရွာကိုစစ်ကောင်စီတပ်ဖက်ကစစ်အင်အားဖြည့်တင်းနေတဲ့အတွက်ဒေသခံတွေကတိုက်ပွဲတွေပြင်းထန်လာပါကိုစိုးရိမ်နေကြပါရှင် အေယာရေတိုင်းပသိမ်မြို့ပေါ်ကကန်သုံးဆင့်ပြည်တော်စုကွင်းမှာရှိတဲ့ပိုကျော်အောင်ဆန်းရုပ်ထုကိုနိုဝင်ဘာလ၁ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ပြီးဗဟိုးနှစ်စီးနဲ့ဖျက်ဆီးလိုက်တယ်လို့ပသိမ်မြို့ခန့်ဒီစီကနေသိရပါဗျ။ပြည်တော်စုကွင်ကဗိုလ်ချုပ်ရုတ်ထုထားတဲ့ဝင်းပတ်ချလဲကိုပိတ်အစိမ့်နေနဲ့ကာပြီးစစ်သားတွေနဲ့ရဲတွေကလုံခြုံရေးယူကာဗိုလ်ချုပ်ကျေးရုပ်ကိုဖျက်ဆီးလိုက်တယ်လို့ဆိုတာပါအပြင်ကနေကြည့်ရင်ဗိုလ်ချုပ်ကျေးရုပ်ကိုမမြင်ရတော့ပဲအထဲကိုတေချာဝင်ကြီးကွင်လည်းမပေးပဲ လုံခြုံရေးတွေချထားတယ်လို့ပသိမ်မြို့ခံတွေကပြောပါရယ်။ပသိမ်မြို့ကန်သုံးဆင့်ပြည်တော်စုကွင်းထဲမှာရှိတဲ့ဗိုလ်ချုပ်ကြေးရုပ်ကိုစစ်ကောင်စီတပ်ကဖြိုဖျက်ပစ်တာတွေနဲ့ပတ်သက်ပြီးဒီကနေ့နိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းမှာလူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ရေးသားထားတာတွေလည်းရှိနေပါရယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကပြောင်းဆိုင်တောင်သူတွေဟာပြောင်းစည်းကြနေတဲ့အတွက်အရှုံးပေါ်မဲ့အခြေအနေဖြစ်နေတယ်လို့ဒေသခံတွေကလည်းသိရပါဗျ ပြောင်းစရာပြီးခဲ့တဲ့2024ခုနှစ်ကတပိတ်တာကို1400ကျပ်ရှိရကနေအခုနှစ်မှာတော့1100ကျပ်အထိကိုကျဆင်းသွားတဲ့အတွက်စိုက်ပျိုးရတဲ့ဈေးရင်းနဲ့မကိုက်ပဲအရှုံးပေါ်နေလို့ဆိုပါရယ်အခုနှစ်မှာပြောင်းမျိုးစေ့တထုပ်ကို2သိန်းကျော်နဲ့ဝယ်ဆိုင်ခဲ့ရပြီးဈေးကြတာတွေအပြင်အထွတ်နှုန်းလဲကျတဲ့အတွက်အရှုံးပေါ်တယ်လို့ဒေသခံတောင်သူတွေကပြောပါရယ်အခုနှစ်ပြောင်းဆိုင်တဲ့အချိန်မှာထယ်ထိုးကမျိုးစေ့မြေဩဇာနဲ့လိုအပ်ခရတွေဟာတအေကောက်ကိုကျပ်ဆက်သိန်းကျော်ကုန်ကြပြီး မြင်ငားပြီးတော့လုတ်ကင်ရတဲ့သူတွေကတအေကောက်ကိုကျက်နှသိမ့်ပေးရတယ်လို့ဆိုပါရယ်။အဲ့ဒီအပြင်ပြောင်းချွေကနဲ့တဲယူကနဲ့လမ်းကြီးအဆရှိတဲ့အပိုကုံကြစီတွေလည်းရှိနေသေးတာကြောင့်တောင်သူတွေကအရှုံးပေါ်တယ်လို့ပြောကြပါရယ်။တအေကောက်ကိုကုံချိန်ပိတ်တာတထောင်ထွက်မှကျက်72သိန်းခွဲရရှိမှဖြစ်ပြီးအခုနှစ်မှာမိုးများတဲ့အတွက်ကြောင့်တအေကောက်ကိုကုံချိန်ပိတ်တာ800လောက်သာထွက်နိုင်တယ်လို့သိရပါရယ်။ ပြောင်းကိုဒေသခံတွေကစစ်ဘေးရှောင်ရင်စိုက်ပျိုးကြတာဖြစ်ပြီးတော့ကားလမ်းမနဲ့နှီးတဲ့စိုက်ခင်းတွေမှာတော့မစိုက်ပျိုးနိုင်ကြဘူးလို့သိရပါတယ်ရှင်။စကိုင်းတိုင်းထောင်ဦးမြို့အထက်ကစစ်ကောင်စီတပ်စစ်ဆေးဂိတ်ကိုပြည်သူ့ကာကွယ်ရေးတပ် PDF ကနိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တိုက်ပွဲအခြေအနေကိုသိရှိသူတွေကပြောပါရယ်။ ၆ဦးမြို့တောင်ဘက်အထွက်မန္တလေး၆ဦးမုံရွာသွားတဲ့လမ်းနဲ့မုံရွာ၆ဦးပခုတ်ကူသွားလမ်းဆောင်မှာရှိတဲ့အထိုင်းချထားတဲ့စစ်စေးရေးဂိတ်ကို PDF ကကားနဲ့ရုတ်တရက်ဝင်ပစ်တာဖြစ်ပြီးစစ်ကောင်စီတပ်ဖက်က၄ရောက်နဲ့ PDF ဘက်က၁ရောက်တေဆုံးပြီးကုန်ကားမောင်းနေတဲ့ကားသမားလည်းတေဆုံးခဲ့လို့သိရပါဗျာ။ ခြောက်ဦးမျိုးအထွက်ကစစ်စည်းဂိတ်ကိုဝင်ပစ်တာဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖက်က၄ရောက်တိမ်ဆိုးကတနက်နှစ်လက်ကိုရရှိပြီးတဲ့နောက်စစ်ကူတွေရောက်လာတဲ့အတွက်ပြန်ဆုတ်ခဲ့ရတယ်လို့ခြောက်ဦးမျိုးနဲ့အခြေဆိုင်တော်လိုင်းရဲဘော်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့စစ်စည်းဂိတ်ကိုဝင်ရောက်ပစ်ခတ်ခံရပြီးတဲ့နောက်ခြောက်ဦးမျိုးအနီးဝန်းကျင်ကကြေးရွာတွေစီကိုလက်နက်ကြီး၁၀လုံးထပ်မနေပစ်ခတ်တာတွေပြုလုပ်ခဲ့လို့သိရပါရယ်အဲ့ဒီအပြင်စစ်ကောင်စီတပ်ကမုံရွာခြောက်ဦးမန္တလေးသွားကားလမ်းမနဲ့ မုံရချောင်းပခုတ်ကူသွားကားလမ်းမတွေကိုပိတ်ဆို့ဆစ်ဆဲတာတွေလည်းပြုတ်လုံနေတယ်လို့သိရပါတယ်ရှင်။တာစီကလောလမ်းမိုင်းကကြွယ်တက်ဆောင်ဆစ်ဆဲကိမ်းမှာလူတူဦးချင်းရဲ့မှတ်ပုံတွေနမတ်ကိုစော်ဝဲတဲ့ရိုက်ထဲဆစ်ဆဲတဲ့ PSMS စနစ်အသုံးပြုပြီးစောင့်ကြည့်ဆစ်ဆဲတာတွေတင်းတင်းကြပ်လှုပ်ဆောင်နေတယ်လို့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ခီးသွားတွေဆီကနေသိရပါတယ်။ တာစီမြို့နယ်မှာဖွင့်လှစ်ထားတဲ့ကြွယ်တက်ဆုံစစ်စေးဂိတ်အနေနဲ့အရင်တော့ X-ray ဆက်နဲ့ရှမ်းပြည်နယ်ဘက်ကနေလာတဲ့ယင်းတွေကိုမူရစ်စေတဲဆောင်တာရှိမရှိအဓိကစစ်ဆေးတဲ့ဂိတ်ဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့ခီးသွွားတွေကို PSMS ဆနစ်နဲ့စစ်ဆေးတာတွေပို့ပြီးတော့လုပ်လာတယ်လို့ဆိုပါတယ်အဲဒီနောက်မှာတော့နိုင်ငံရေးနဲ့ဆက်နေတဲ့ပြစ်မှုကျူးလွန်ထားတဲ့ဆိုပြီးလူငယ်ပိုင်းတချို့ဖမ်းဆီးခံရတယ်ရှိတယ်လို့အဲ့ဒီစစ်စီကိတ်အနီနာကဈေးတဲ့တယောက်ကပြောပါရယ် စစ်ကောင်စီကအခုနောက်ပိုင်းစစ်စေးရေးဂိတ်တချို့မှာ PSM ဘတ်စနစ်နဲ့စောင့်ကြည့်စစ်ဆေးတာတွေလုပ်နေတယ်လို့မြို့နယ်တချို့မှာလည်းဟိုတယ်နဲ့တဲခိုကန်းနေစီကနေတဲခိုသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုရယူပြီး PSM ဘတ်စနစ်နဲ့စစ်ဆေးတာတွေရှိနေပါတယ်။အဲ့ဒီလိုစစ်ဆေးတာကစစ်ပြေးရဲပြေးရဲဘက်ပြေးတရားခံပြေးနဲ့ PDF တွေကိုဖမ်းဆီးနိုင်မှုအတွက်ဆိုပြီးစစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေပေးပို့ထားတဲ့ညွှန်ကြားစာတွေမှာဖော်ပြထားပါတယ်ရှင်။ စကိုင်းတိုင်းကဏီမြို့နယ်နတ်ကြီးရွာအနီးကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ၁ရက်နေ့မနက်၈နာရီခွဲအချိန်မှာစက်တက်လေဒီနဲ့ဘုံကျဲကြခဲ့တဲ့အတွက်ဒေသခံအမျိုးသမီးကြည်စထိမှန်ဒဏ်ရာရရှိတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မုံရွာမြို့နမခစစ်တပ်အတွင်းကနေတက်လာတဲ့စက်တက်လေဒီနဲ့နတ်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲဘုံဒီနှလုံးလာရောက်ကျဲချခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ကပုံကျဲချခဲ့တဲ့အတွက်ငပြောချံအနီးရာခင်းမှာအလုလုံနေတဲ့အမျိုးသမီးတယောက်ကြည်စားထိမှန်ထံရရရှိခဲ့ပြီးအသက်အန္တရာယ်အတွက်တော့မစိုးရိမ်ရဘူးလို့နတ်ကြီးရွာဒေသခံကပြောပါရယ်။ချင်းရွှေမြစ်အရှိတ်မြေကမ်းဘေးမှာတည်ရှိတဲ့နတ်ကြီးရွာဟာအင်ဂျီ180နီးပါးရှိပြီးတော့စစ်ကောင်စီတပ်ရဲ့အကြိမ်ကြိမ်မီးရှို့တာတွေနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေကြောင့်ဒေသခံတွေမကြာခဏနေရဲဆွန့်ခွာနေရတယ်လို့သိရပါရယ်။ လက်ရှိမှာတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူကိုစီကူတမှုပေးနေပြီးပြည်သူတွေအနေနဲ့လည်းလေချောင်းရံကိုသတိနဲ့နေထိုင်ကြဖို့ကဏီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်ကပြောပါရယ်စစ်ကောင်စီတပ်ကကဏီမြို့နယ်အတွင်းမှာစီရေးလှုပ်ရှားမှုကိုနှစ်လနီးပါးကြာရန်နာထားပြီးနိုဝင်ဘာလ၁ရက်နေ့ကနေစတင်ပြီးတော့စီရေးလှုပ်ရှားတာတွေကိုပြန်လုပ်လာတာဖြစ်ပါရှင်ရန်ကုန်မြို့မှာနိုဝင်ဘာလ၁ရက်နေ့ညနေပိုင်းကနေစတင်ပြီးအင်တာနက်သုံးရတာအဆင်မပြေတဲ့ပြဿနာတွေကြုံတွေ့နေရတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရသူတွေကပြောပါရယ် Wi-Fi အများစုမှာ line တက်တဲ့မီးစိမ်းအချက်ပြနေပေမဲ့သုံးမရပဲဖြစ်နေသလို mobile data တွေမှာလည်း line မတည်ငြိမ်တာတွေဖြစ်နေလို့ဆိုပါရစေ။ Wi-Fi အများစု internet သုံးမရတဲ့ပြဿနာတွေကြုံတွေ့နေရသလို international app လစ်ချိုယွင်းတာကြောင့်လို့ Wi-Fi တက်ဆင်တဲ့ company တွေက Facebook စာမျက်နှာတွေမှာကြေညာထားကြပြီးတော့ hotline ဖုန်းတွေကိုလည်းစက်ပိတ်ထားတယ်လို့ကိုယ်တိုင်ကြုံတွေ့ရသူတွေကပြောပါရစေ။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အင်တာနက်လိုင်းအသုံးပြုရတာအဆင်မပြေတဲ့ပြဿနာတွေမကြာခဏဖြစ်နေတယ်လို့မြို့နယ်တချို့ကအင်တာနက်လိုင်းပိတ်ထားတာတွေလည်းရှိနေပါတယ်ဒါအပြင်အာနာသိန်းစစ်တပ်က Facebook အပါအဝင်လူမှုကွန်ရက်ပလက်ဖောင်းတချို့ကိုဓာတ်ရိုက်သုံးမရအောင်ထိန်းချုပ်တားဆီးထားပါတယ်ရှင်။ဒီကနေ့နိုဝင်ဘာလ2ရက်နေ့မှာကြာရောက်တဲ့နိုင်ငံတကာသတင်းတောင်များအပေါ်ကျူးလွန်သော ပြစ်မှုများအတွက်ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများအဆုံးသတ်ရေးနေ့မှာ မြန်မာနိုင်ငံကသတင်းသမားတွေရဲ့ရဲစွမ်းတက်တီကိုဂုံပြုကြောင် UK အစိုးရကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာသတင်းတောက်တွေကိုဖန်ဆီးအကျဉ်းချမှုတွေပြုလုပ်တဲ့အများဆုံးနိုင်ငံတွေထဲမှာတနိုင်ငံဖြစ်ပါတယ်။2021စစ်အာဏာသိမ်းပြီးတဲ့နောက်သတင်းသမားအယောက်200ကျော်ကိုအာဏာသိမ်းစစ်တပ်ကဖန်ဆီးထောင်ချခဲ့ပြီး9ဦးကိုတပ်ဖြတ်ခဲ့ပါတယ်။လက်ရှိအချိန်ထိအမျိုးသမီးသတင်းသမားတွေအပါအဝင်အနည်းဆုံးသတင်းသမား52ဦးဟာဖန်ဆီးထိန်းသိမ်းခံနေရဆဲပဲဖြစ်ပါတယ်။ အထူးသဖြင့် offline နဲ့ online အခြေအနေနှစ်မျိုးစလုံးမှာနှောက်ယှက်မှုတွေစောင့်ကြည့်ခံရမှုတွေနဲ့အလွဲသုံးစားပြုမှုတွေအပါအဝင်ချိန်ချောက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးသတင်းတောက်တွေကိုအမှတ်ရဂုဏ်ပြုကြောင်းကို UK အစိုးရကထုတ်ပြန်ထားပါတယ်။ UK အစိုးရအနေနဲ့မီဒီယာလွတ်လပ်ခွင့်အပေါ်မှာချိုးဖောက်မှုမှန်သမျှကိုရှုံချကြောင်းမီဒီယာလွတ်လပ်ခွင့်ကိုကန့်သက်ချုပ်ချယ်သူများအားအရေးယူဆောင်ရွက်မယ်လို့ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းမှာရှိတဲ့သတင်းသမားတွေလူခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေဘေးကင်းလုံခြုံစေရေးအတွက်အကူအညီတွေကို UK အစိုးရကဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်းကိုထုတ်ပြန်ထားပါတယ်ရှင်။ရန်ကုန်တန်လျင်မြို့နယ်မှာနိုဝင်ဘာလ၁ရက်နေ့မနက်၉နာရီခွဲကလေပြင်းတိုက်ခိုက်လို့နေအိမ်တချို့ပြိုကျပြီးတိရစ္ဆာန်တချို့လည်းသေဆုံးခဲ့တယ်လို့မြို့ခန့်တွေစီကနေသိရပါဗျ။ အုပ်ဖို့စုရက်ကွက်မှာလေပြင်းကြောင့်အိမ်တချို့ပြိုကျသလိုစိတ်မွေးမြူရေးခြံကစိတ်အကောင်30လဲတည်ဆုံးခဲ့တယ်လို့မြို့ခံတယောက်က DVB ကိုပြောပါရယ်လက်တလောမှာတော့အုပ်ဖို့စုရက်ကွက်အတွင်းမှာတပ်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပရိဒအဖွဲ့အစည်းတွေကကူညီကယ်ဆယ်ပေးနိုင်ရည်တွေအတွက်ကိုစီရင်ကောက်ယူနေတယ်လို့လည်းသူကပြောပါရယ်လာတူပဲအရင်နေ့မနက်၁၇နာရီလောက်ကစိတ်ကြီးခနောင်တုံမြို့နယ်ခမြင်ဆောင်အနောက်ရက်ွက် ATD လမ်းမှာ မိုးတဲထန်စွာရွာသွန်းပြီးတော့လေပြင်းတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်နေအမိုးလံပျက်စီးပြီးတစ်ပင်ကြီးလည်းလဲကျနေတဲ့အတွက်ရှင်းလင်းနေရတယ်လို့မိသက်တပ်ဖွဲ့ဝင်တယောက်က DVB ကိုပြောပါရယ်။အော်တိုဘာလ31ရက်နေ့ညပိုင်းကမိုးလေဝသနဲ့ဇလားပေတာဦးစီးဌာနရဲ့အထူးသတိပေးထုတ်ပြန်ချက်အရနိုဝင်ဘာလ1ရက်နေ့ကနေ6ရက်အတွင်းတနိုင်ငံလုံးမှာနေရာကွက်ကြားမိုးရွာပြီးတချို့နေရာတွေမှာလေပြင်းတိုက်ခိုက်နိုင်လို့သတိထားနေထိုင်ကြဖို့ကြေညာထားပါရယ်ရှင်။ စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်အတိုင်ဝန်းကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာစန့်ကျင်တပိတ်မှောက်တဲ့လှုံ့ဆော်မှု အောင်မြင်နေပြီးနိုဝင်ဘာလအတွင်းမှာပြုလုပ်မဲ့ဖျော်ဖြေပွဲတချို့ရန်ဆိုင်ဖျက်သိမ်းလိုက်တယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့မှာကျင်းပမဲ့ Iron Cross ဖျော်ဖြေပွဲကိုလည်းပြည်သူတွေစန့်ကျင်တပိတ်မှောက်တာအထိုက်လျောက်အောင်မြင်တယ်လို့ထိုင်းရောက်မြန်မာတွေဆီကနေသိရပါဗျ။ ဒါအပြင်ဘန်ကောက်စပိုက်စီဘာမှပြုလုပ်မဲ့ဖျော်ဝေပွဲတချို့အပီးတိုင်ဖျက်သိမ်းလိုက်သလို Iron Cross ပွဲကိုကျင်းညာခဲ့တဲ့စားတောက်ဆိုင်တချို့ကလည်းပြည်သူလူထုကိုတရားဝင်တောင်းပန်လာတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။နိုဝင်ဘာလ၁ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကစပိုက်စီကလပ်မှာပြုလုပ်မဲ့အဆိုတော်ရွှေထူးအုပ်စိုးခန့်ချမ်းမြေမောင်ချိုတို့ဖျော်ပြမဲ့ပွဲကိုလည်းပြည်သူလူထုကမနစ်သက်တာကြောင့်ပွဲစီတင်သူကအပြည့်အဝတောင်းဝင်ယူဖျက်သိမ်းလိုက်ကြောင်းကိုအော်တိုဘာလ၃၁ရက်နေ့မှာကျင်းညာခဲ့ပါတယ်။ ထိုင်းရောက်မြန်မာတွေအနေနဲ့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တွေစစ်တပ်နဲ့ဆက်ဆက်တဲ့သူတွေကိုဘွိုက်ကော့လုပ်ကြဖို့ Fake News Chess Community FNCC ဘာမှအဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်မှာလေပြင်းရနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေပြီးအဲ့ဒီအချိန်ကြောင့်နိုဝင်ဘာလ2ရက်နေ့ကနေ6ရက်အတွင်းမှာတနိုင်ငံလုံးမှာမိုးကြီးနိုင်တယ်လို့မိုးကြိုးပြတာမိုးသီးကြွေတာလျှက်ပြဲရေကြီးတာတွေနဲ့မြေပြိုတာအဆရှိတဲ့သဘာဝဘေးရနေတွေဖြစ်နိုင်တယ်လို့မိုးလေဝသဌာနကသတိပေးထားပါဗျ။နိုဝင်ဘာလ1ရက်နေ့ညနေ4နာရီအချိန်မှာအထူးမိုးလေဝသသတင်းအဖြစ်နဲ့ထုတ်ပြန်လာတာဖြစ်ပါတယ် အရှိဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ရောအရှိအလယ်ပိုင်းတွေမှာဖြစ်ပေါ်နေတဲ့လေပြာနဲ့ရေဝင်ရဲ့အရှိန်ကြောင့်တနိုင်ငံလုံးမှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ကြုံရွာပြီးတချို့ဒေသတွေမှာတော့ဒေသအလိုက်နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ဆိုပါရယ်မြမကဲရိုရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာတခါတည်းရင်မိုးသက်လေပြင်းကျနိုင်ပြီးလှိုင်းအမြင့်၉ဘေကနေ၁၁ဘေလောက်ထိရှိနိုင်တယ်လို့ခန့်မှန်းထားပါရယ်ရှင်